မင်းနေလာပါဒီတစ်ပတ်နားဆင်ရမယ့်ရက်ဝေတရေခေါင်းစဉ်ကတော့တင်းမိုးပေါ်မှာအဲ့ဒီစုတဲ့ခေါင်းစဉ်တွေဖြစ်ပါတယ်။ရေးသားပေးဖို့ထားတဲ့သူကတော့ဘရာဇီးနိုင်ငံကဂျာမီလီပဲဖြစ်ပါတယ်။အိမ်ပြင်ဘက်မှာအဲ့တဲ့တူက Hello လို့နှုတ်ဆက်ပြီးအပြင်ကိုထွက်လာရန်ခေါ်ခဲ့တဲ့အခါမှာဂျာမီလီကအယန်းကိုထိတ်လန့်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမေဇုန်မြစ်ကြောင်ပေါ်ကရွာတွေမှာဆိုရင်ဧည့်သည်လာလေးမရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။မိဘတွေအိမ်မရှိတဲ့အချိန်အသက်20အရွယ်ရှိတဲ့ဂျာမီလီနဲ့၄နှစ်အရွယ်ရှိတဲ့သူ့ရဲ့မောင်လေးတို့သာ အိမ်မှာကြံခဲ့ကြပါတယ်ဒီဧည့်သည်ကသူဟာဓမ္မဆရာဖြစ်တဲ့အကြောင်းတတ္တမနဲ့အသင်းတော်မှဖြစ်တဲ့အကြောင်းသူ့ရဲ့နာမည်ကကာစီဖြစ်တဲ့အကြောင်းကို မိတ်ဆက်ခဲ့ပါတယ်ဒီဓမ္မဆရာကဂျာမီလီရဲ့အကြောင်းကိုမေးပြီးတော့မိဘတွေနဲ့အဆင်ပြေမှုရှိမရှိမေးတဲ့အခါမှာဂျာမီလီကသူဟာမိဘတွေနဲ့အဆင်မပြေတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်စကားပြောတာကြာလာတဲ့အခါမှာဂျာမီလီကကြောက်စိတ်တွေပြေလျော်လာခဲ့ပြီးတော့ငြိမ့်ရကြခဲ့ပါတယ်ပြီးတော့ကျမရဲ့မိဘတွေနဲ့ပိုကောင်းတဲ့ဆက်ဆံရေးကိုလိုချင်ပါတယ်လို့ပြောပြခဲ့ပါတယ် ယ်ဓမ္မဆရာကားဆရာဆိုရင်သမီး ရေပေါ်အသိန်းတော်ရဲ့တစိတ်တတိသားမှာပါဝင်ခြင်းသလားလို့မေးလိုက်ပါတယ်ပြီးတော့တရားပွဲကိုလာခြင်းနဲ့စိတ်ဆန္ဒရှိလားလို့ထပ်ပြီးတော့မေးလိုက်ပါတယ်ကန်းကက်ထားတဲ့အဖြူအသင်းမောကြီးကိုဂျာမီလီကတွေ့ခဲ့ပြီးနောက်ခရိယန်အဖွဲ့အစည်းမှဆရာဝန်နဲ့သူနာပြုတွေကိုခေါ်လာပြီးတော့ကျမ်းမာရေးအခမဲ့စစ်ဆေးပေးမယ်ဆိုပြီးတော့သူကထင်ခဲ့ပါတယ်ဒီသင်မောဟာဆိုရင်ဓမ္မဆရာကာစီနဲ့အဖွဲ့သားတွေရဲ့အိမ်ဖြစ်ပြီးတော့တတ္တမနဲ့အသင်းတော်ဖခင်ကြောင့်လည်းဖြစ်ပါတယ်ရွာထဲမှာရွာသားတွေကို မိတ်ဆွေဖွဲ့ပြီးတော့တရားပွဲကိုလာရန်ဖိတ်ခေါ်ခဲ့ပါတယ်။ဂျာမီလီကဒီရေပေါ်အတင်းတော်ကိုတွားဖို့အတွက်သဘောတူလိုက်ပါတယ်။သို့သောတဖန်ငိုမိပြန်နဲ့ သူ့ရဲ့မိဘတွေဟာဆိုလို့ရှိရင်အိမ်တော်ကွဲခဲ့ကြတယ်။နှစ်နှစ်တောင်ရှိခဲ့ပြီလေဖြစ်ပါတယ်။ဂျာမီလီရဲ့ရင်ဖွင့်ချက်တွေကိုဆရာကစီဟာနားထောင်ပြီးပြီးတော့အပိနစ်တိစကားပြောပေးမိ။ဂျာမီလီကအငုံမတိတ်တဲ့အတွက်ကြောင့်မလို့သူမနဲ့ဓမ္မဆရာကစီဟာဆိုလို့ရှိရင်အတူတကွဒူးထောက်ပြီးတော့ဆူတောင်းခဲ့ကြပါတယ်။အဲ့ဒီနေ့ကစပြီးတော့ဂျာမီလီကသူ့ရဲ့မိဘတွေအတွက်ဆူတောင်းပေးခဲ့ပါတယ်။ရေပေါ်အသင်းတော်ကိုလည်းညစဉ်သူသွားခဲ့ပါတယ်။စန်းစာအကြောင်းမိသားစုအကြောင်းစမ်းမရင်းနဲ့ပတ်သက်တဲ့အကြောင်း င်ကိုကြားနာပြီးတော့ပျော်ရွှင်ခဲ့မိပါတယ်။ဂျာမီလီကမိခင်ကိုလည်းသူမနဲ့အတူတရားပွဲကိုတက်ရောက်ရန်ဖိတ်ခေါ်တဲ့အခါမှာသူမရဲ့မိခင်ကလည်းလက်ခံခဲ့ပါတယ်။တလကြာပြီးတဲ့နောက်မှာဂျာမီလီကခရစ်တော်ကိုလက်ခံပြီးတော့ရေနိုင်နှစ်ရှင်မင်္ဂလာခံယူတဲ့အခိုက်အတန့်ကသူမရဲ့အကောင်းဆုံးချိန်ပဲဖြစ်ခဲ့ပါတယ်။သူမရဲ့အပြစ်တွေကိုအမေဆုံးရေသိမ်းနိုင်မှနှိမ့်မြုပ်လိုက်ပြီးတော့ခရစ်တော်ရဲ့ တားစစ်သမီးမှန်ကဲ့သို့ရေပေါ်မှာတဖန်ထပြီးတော့မွေးဖွားလာခဲ့ပါတယ်။တခြားရွာသူမျိုးရွာသားတွေလည်းယင်းနှစ်ချင်းမင်္ဂလာခံယူခဲ့ကြပါတယ်။ဂျမီလီဟာနှစ်ချင်းခံယူပြီးတဲ့နောက်မှာဝိပုကိုကခြင်းအစီအစဉ်တွေဟာလည်းရေပေါ်အသင်းတော်ကရွာမှာရှိတဲ့ဖခင်เจ้าမှာပြုလုပ်ရန်အတွက်ရွှေ့ပြောင်းလိုက်ပါတယ်။ဂျမီလီနဲ့တခြားရွာသူရွာသားတွေဟာရေပေါ်အသင်းတော်မှာစမ်းစာတင်တဲ့တက်နေတဲ့အချိန်မှာ ဆောက်လုပ်တဲ့ရွာရဲ့ဖခင်ကြောင့်လည်းဖြစ်ပါတယ်။တနင်္ဂနွေနေ့နဲ့ဗုဒ္ဓနေ့တွေမှာကျင်းပတဲ့ဆုတောင်းအစည်းအဝေးတွေမှာလည်းဂျာမီလီကပုံမှန်တက်ရောက်ခဲ့ပါတယ်။အသင်းသားအစ်စ်တွေကိုမမိရရှိတဲ့ခရစ်တော်ရဲ့ချစ်ခြင်းမြတ်တာတွေနဲ့ဖခင်သခင်ရဲ့မြင့်မြတ်တဲ့အကြောင်းတွေကို အခြားသူတွေကိုဘယ်လိုဝင်ကားရမယ်ဆိုတာကိုသင်ကြားပေးတဲ့သင်တန်းကိုလည်းမပြတ်မကွက်တက်ရောက်ခဲ့ပါတယ်။ ။သို့သောသူ့ရဲ့မိဘတွေနဲ့ဆက်ဆံရေးကဆိုလို့ရှိရင်ပုံမူတိုးတက်ပြောင်းလဲမှုမရှိခဲ့ပါဘူး။ရေပေါ်အသင်းတော်တင်မောပြန်လည်ထွက်ခွာသွားပြီးတဲ့နောက်မှာ သူ့ရဲ့မိဘနှစ်ပါးဟာဆိုရင်ဖခင်ကြောင့်မတည့်တော့ပါဘူးအချင်းတွေဟာတင်းမှကြီးထွားလာခဲ့ပါတယ်ဂျာမီလီကတော့ဆက်ပြီးတော့သာဆူတောင်းခဲ့ပါတယ်တနေ့မှာတော့ဖခင်ဖြစ်တဲ့သူကတတမနဲ့အတင်းတော်ဖခင်ကြောင့်ကိုတက်ရောက်လာခဲ့ပါတယ်အဲ့ဒီကြောင့်ကိုသူမရဲ့တငယ်ချင်းဟာဂျာမီလီကိုဖုန်းဆက်ပြီးတော့ပြောပြခဲ့ပါတယ်သူမအဝေးကိုရောက်ရှိနေတဲ့အချိန်မှာဒီသတင်းကိုကြားရတဲ့အတွက်ကြောင့်မလို့ဂျာမီလီကစိတ်လှုပ်ရှားပြီးတော့ထထောင်ခုန်ခဲ့မိပါတယ် ကိုရောဟာဆိုရင်သူ့ရဲ့ဆူတောင်းတဲ့ကိုနားညောင်းမယ်ဆိုတာကိုသူမကသိနေပါဗျ။ကိုရောရဲ့မိသားစုတွေကိုပြန်လည်ဆူသိမ့်ပါဘူးလေသူမကသိနေပါဗျ။ဂျာမီလီနှစ်ချင်းခံပြီးတနစ်ကြတဲ့အခါမှာအမှုဆောင်တနစ်သာသနာပြုအသည့်လူငယ်များတာသနာလုပ်ငန်းမှာဆိုရင်ဂျာမီလီကတနစ်တာစက္ကပ်ပါဝင်ခဲ့ပါဗျ။ဆရာကာစီဟာသူမရဲ့ရွာမှာအေဝင်ဂလီတင်းစကလာရောက်ကြွေးကြော်ခဲ့တယ်လို့သူမကလည်းဘရာဇီးနိုင်ငံရဲ့အခြားနေရာဒေသတွေမှာဆိုလို့ရှိရင်ထိုတင်းစကကိုဝင် ငှချင်ခဲ့ပါတယ်။ဖယားသခင်ရဲ့အမှုတော်ဆောင်မှုအတွက်ဘယ်သောအခါမှအရှုံးမပေးပါနဲ့။ဂျာမီလီလိုဝိညာဉ်များကိုမျော်လင့်ခြင်းယူဆောင်ပေးတဲ့ရေပေါ်အသင်းတော်တင်မောကို2016ခုနှစ်73ဘက်အလူငွေပြင်ဝယ်ယူခဲ့ပြီးတော့အမေဇုန်မြစ်ပေါ်မှာတွာလာပြီးတော့လူပေါင်းများစွာကိုသခင်ခရစ်တော်တဖန်ပြန်ကြလာမဲ့ ညာလင့်ချင်းတဲ့င်းစကားကိုဝင်ကနိုင်ရင်ဆူတောင်းပေးခြင်းဖြင့်တော့၎င်းငွေကြေးလူတန်းမှုအဖြစ်တော့၎င်းပါဝင်သောသူရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဒီတစ်ပတ်ရဲ့ဝေဒနာတဲ့င်းမှာဖော်ပြထားပါတယ်။ကဘာရဲ့ဝေဒနာတဲ့င်းကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကြားနာရတဲ့သူရောက်ချင်းစီတိုင်းပေါ်မှာဖြတ်ခင်အောင်ချင်ပါစေ။